ဲ့လူတွေကျွန်တော်မပြောအောင်ကျွန်တော်မရီအောင်ထိမ်းပါတော့ဒီပွဲကကျွန်တော်အရင်ရီလို့မဖြစ်ဘူးတော့ညီကိုကျွန်တော်တို့အရင်ချီးကျူးပြီးွားရင်ဒီကောင်ဒုက္ခပေးတယ်ကျွန်တော်တို့ကျွန်တော်တို့ကနိုင် emotion တွေမထိန်းနိုင်တည်ရမလားတာဟာဆိုပြီးတော့ຢາດີອະສາລົງວ່າແລ້ວເອົາຜິດປີ້ເອົາແນ່ແລ່ນຕົນວ່ານາຍຍາມຍາຕົນເຫັນມິນາປ່ຽນເດຕົນຍີຈິນາຕົນອະຕໍ່ມັນຕັດຫນາຍຕົນເຮົາຫັນສອງບໍ່ແມ່ນຢູ່ດຸມິດີເຊລຊີນະປັດຕັດຫຼາຍ ကျွန်တော်တို့ဘွားလည်းဟိုဂျားမှာလုံးဝပြောရှင်းစရာမရှိတကယ်တော့နီးပြတော့ကစားသမားတွေကိုအကောင်းမဲ့ပြောနေတာပါကိုပါလမာဆိုကျွန်တော်တို့တော်တော်ဝေဖန်ခဲ့တယ်တောက်ဆောက်ဝေဖန်ခဲ့တာအဲအင်္ဂလန်ပြည်တွင်ကတော့သူတို့ကစားသမားဆိုတိတ်မဝေဖန်ပါဘူးကျွန်တော်တို့ဒီဘက်ကတခြားနိုင်ငံတွေကဝေဖန်တာပေါ့ဒါပေမဲ့ဒီနေ့ဘွဲဟာဒါချက်စီးသင်းရဲ့ key player ဖြစ်တဲ့ကိုပါလမာအကောင်းဆုံးခြေစွမ်းပြသွားတဲ့ဘွဲတစ်ဘွဲဖြစ်တယ်เนาะကျွန်တော်တို့က ရေတင်မှာရောကျွန်တော်ရဲ့ဒါအစောပိုင်းကပထမပိုင်းပြီးပွဲပြီးတုံ့တက်ချက်မှာရောကိုးပါမှာကိုကျွန်တော်ချီးကျူးထားတာတွေအများကြီးရှိပါတယ်ဟုတ်ရပါညီကိုဒီပွဲဟာအဓိကတော့ Chelsea တင်းရဲ့နီးပြ Enzo Maresca ကိုလည်းချီးကျူးရမယ်ပွဲဖြစ်တယ်ဟုတ်ပါတယ်စိတ်ကြီးမဝင်မဲနဲ့ကစားသမားတွေအားလုံးဟာကျူးကျူးဆဆဆနဲ့ကျွန်တော်တခြားအချက်တွေအားလုံးထက်ကစားသမားတွေအားလုံးကဖိဖိစစည်းနဲ့ကျူးကျူးဆဆဆသူတို့နိုင်ုံနိုင်ရမယ်ဆိုတဲ့ဟာမျိုးပေါ့နော်သူတို့အနေနဲ့ဒီပွဲမှာ အမှတ်ပြည့်သုံးမှတ်မရလို့မဖြစ်ဘူးဆိုတော့မန်ဂလဒီမျိုးတို့ဟာဝင်နေတယ်အဲ့ဒါဟာကျွန်တော်တို့တော်တော်လေးကိုကောင်းမွန်တဲ့အချက်တစ်ချက်ပေါ့အဲ့ဒီအချက်တစ်ချက်ကြောင့်ပဲကျွန်တော်တို့ဒါချယ်ဆီအသင်းဟာရလက်ကောင်းသွားတယ်လို့မြင်တယ်လီဗာပူးအသင်းဘက်ကဘယ်လိုပဲတို့လူချန်တာဖြစ်ဖြစ်အားထက်အပြည့်အဝမကစားတာဖြစ်ဖြစ်တို့ရဲ့ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ထားတဲ့လူစင်းဆိုတာတကယ်ကိုအံ့ဩစရာလူစင်းမှာနှစ်သင်းလုံးမှာကစားသမားကောင်းတွေအများကြီးရှိတယ်ဒီပြကောင်းတွေအများကြီးရှိတယ်ဘယ်လိုပဲဖြစ်ဖြစ်ချယ်ဆီအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ချန်ပီယံကိုခက်ခက်ခဲခဲပဲအိမ်ဝင်းမှာဂိုးပြတ်နဲ့အနိုင်ရသွားပါပြီ။ဆိုတော့ဒီပွဲအနိုင်ဟာ Chelsea အသင်းကစားသမားတွေရဲ့တယောက်ချင်းစီတိုင်း Jackson တော့မပါဘူးမို့နော်။ဒီစိတ်ကောက်တဲ့ Jackson အကြောင်းအောင်လည်းပြောအောင်မယ်ပြီးလို့ရှိရင် Chelsea ကစားသမားတယောက်ချင်းစီတိုင်းရောမိဖြာကိုယ်တိုင်းအတွက်ရောအရန်အောင်ကောင်းမွန်တဲ့နိုင်ပွဲပါ။သူတို့ပြင် Enzo Maris ကဟာဒီပွဲပြီးလို့ရှိရင် Final 3ပွဲကံရအောင်မယ်။ Man United ပွဲကတော့လည်း pressure မရှိဘူး။ Newcastle United နဲ့ Away win ပွဲ Nottingham Forest နဲ့ Away win ပွဲ ီးလို့ရှိရင် Europa Conference League Final အဖြစ် Fiorentina ဒါမှမဟုတ် Betis နဲ့ကန်ရမယ်။တဘောက Marzo Mares ကအတွက်တကယ်ကိုအရေးကြီးတဲ့အခိုက်အတန့်ပွဲတွေဇက်တိုက် Final တွေကန်ရတော့မယ့်အချိန်မှာသူတို့ Premier League ရဲ့အားအကြီးဆုံးအားအကောင်းဆုံးအသင်းကိုနိုင်လိုက်တယ်ဆိုရက်အနေထားကကြီးပြအတွက်ကိုကစားသမားတွေအတွက်ကိုယုံကြည်မှုကဒါ enormously ပေါ့နော်အလွန်အမင်းကိုမြင့်တက်သွားနိုင်တယ်။အရန်ဝမ်းသာစရာကောင်းတဲ့ အခြေအနေတွေပါကျွန်တော်အဓိကတော့ကိုးပါမမှာခြေစွမ်းပြလာတာတကွင်းလုံးလိုက်ပြီးကစားတာကျွန်တော်တို့ပါမရဲ့ heat map မှာရောပါမရဲ့ဒါ test map မှာရော map နှစ်ခုစလုံးမှာပါမရဲ့ဒီနေ့ကစားသွားတဲ့အနေထားသူ့ရဲ့ ठी ချက်တွေအားလုံးကတကွင်းလုံးမှာကျွန်တော်တို့တွေ့ရတယ်။သူကစားနေကြညာချမ်းရဲ့ deep ball ချမ်းမှာလည်းတွေ့ရတယ်။ off the body မှာဒါနောက်ကနေပြီးတော့လိုက်ပြီးတော့ဘောလုံးကို press လိုက်လုပ်တဲ့အချိန်တွေကတော်တော်များများကွင်းလယ်ဘက်တွေမှာလိုက်လုပ်တာကိုကျွန်တော်တို့တွေ့ရတယ်လို့ဘဲချမ်းကိုလည်းထွက်ထွက်သွားပါတယ်။ ဒုတိယပိုင်းမှာဆိုရင်ကိုပါမာကဘယ်ချမ်းကနေပြီးတော့ထိုးပေါက်တဲ့နှစ်ချိန်သုံးချိန်စလုံးဂိုးဝင်နိုင်တဲ့အခြေအနေဖြစ်သွားတော့တွေ့ရဒီပွဲမှာမာရက်စကာအနေနဲ့ကိုပါမာကိုအဓိကလုပ်လိုက်တဲ့ပုံစံတစ်မျိုးကျွန်တော်သတိထားမိတယ်အဲ့ဒါကတော့ freedom ပေါ့လွတ်လွတ်လပ်လပ်မနှစ်ကလိုမျိုးကစားစေလိုက်တာအဲ့ဒီခါမှာပါမာရဲ့ဒီလှုပ်ရှားမှုအားလုံးကမနှစ်ကလိုပုံစံဖြစ်သွားတယ်လိုက်လူစရာရှိနေတဲ့လူတွေတကွင်းလုံးမှာသူ့အတွက်နေရာအပြည့်အဝကျန်နေပေါ့နော်နောက်တစ်ခုကကျွန်တော်ညီကိုတို့ကိုပွဲကြိုသုံးသက်ချက်မှလည်းကျွန်တော်ပြောခဲ့ပါတယ် ဒါတော့ဟိုကိုကိုကိုတော်ရဆိုပြီးတော့မိချောင်းမင်းရေကင်းပြတာမဟုတ်ဘူး။ Chelsea ဒီဘွဲနိုင်လိမ့်မယ်ဆိုတော့ခံစားချက်ကကျွန်တော်မှရှိပြီးသားနိုင်လိမ့်မယ်။အဓိကတော့ကွင်းလေပေါ့။ Romeo Lavia ပါ Romeo Lavia ဟာ Liverpool တင်းရဲ့ဒါ attacking channel တွေကိုဒါ most interfering ဒါအနှောက်ယှက်မှုအပေးနိုင်ဆုံးအဲ့ဒီ Liverpool ရဲ့ဒီကျွန်တော်တို့ person person lane နေပေါ့နော်။ဒီတောင်ပံကနေပြီးတော့အလဲကိုပေးတာအဓိကဒီအလဲမှာသူတို့အနေနဲ့ Chelsea တင်းရဲ့နောက်တန်းခံစစ်ကြောင်းဖောက်ဖို့စူးစမ်းတဲ့အချိန်တွေပေါ့ Liverpool ကအဲ့ဒီ အလှန်မှာသူတို့တဲတော့မရအောင်တခုရှိရတော့သူတို့ရဲ့ Liverpool ရဲ့အကောင်းဆုံးလူစင်ရင်မဟုတ်တာလည်းပါတယ် Dominic Sabozo line တို့ ਨੇ Liverpool ရဲ့ငကိုဒီ Graban Bash တို့အုပ်စု Manchester တို့အုပ်စုမဟုတ်တာလည်းပါတယ်ပေါ့ Andro တို့အရန် Andro တို့လို့ဒီအရန်အုပ်စု ਨੇ Chelsea ကတွင်းလေ box midfield လေးအောင်နေတာဘလို့မမြ Chelsea ကဒီဘက်မှာအဲ့ဒီကွင်းလေတော်တော်လေးအတားရ Enzo Maresca နဲ့ Mauricio Pochettino မှာအဲ့ဒီကွင်းလေ အထိုင်စုဖွဲ့မှုအသေးချာချတဲ့ပုံစံချင်းကြတော့မာရက်စကကွင်းလဲမှာအသေးချာအထိုင်ချနိုင်တယ်ချယ်ဆီတဲ့ဒီနှစ်ပြဿနာတော်တော်များများကျွန်တော်တို့အထောင်တိုက်စစ်ကြောင့်ဖြစ်သွားတဲ့ပြဿနာခရစ်စတိုဖာအန်ဂွန်ဂူစိတ်ကောက်တယ်စိတ်ကောက်တယ်ကျွန်တော်တို့ဒီချယ်ဆီတဲ့မှာစိတ်ကောက်တဲ့ပြဿနာတော့ရှိပါမားလဲစိတ်ကောက်တယ်ဟလာအဲနက်တိုလဲစိတ်ကောက်တယ်ဂျက်ဆန်လဲစိတ်ကောက်တယ်အန်ဂွန်ဂူလဲစိတ်ကောက်တယ်စိတ်ကောက်တဲ့ကစားသမားတွေများတယ်အဲ့တော့ချယ်ဆီတဲ့ဒီနှစ်အမှတ်ရတဲ့ပွဲတွေချယ်ဆီတဲ့ပြဿနာဖြစ်သွားတဲ့ပွဲတွေဟာအထောင်တိုက်စစ်ကြောင့်လို့ကျွန်တော်တို့ပြောလို့ရတယ် ဒီပွဲမှာလည်း Chelsea ကနှမျောဖို့ကောင်းတာကသူတို့ရဲ့အလဲတန်းကစားပုံရော Winger ရဲ့ထိုးဖောက်ပုံပေါ့နော်။ Madrid ကတော့နည်းနည်းလေးလျှော့တယ်။သူတို့များလည်းပဲ Madrid ကိုကျွန်တော်သတိထားမိတာ။ Madrid ကို Liverpool ဘက်ကတော်တော်သတိထားရတယ်ဗျ။ Madrid ကဘုံလုံးခြေလေးရောက်သွားရင် Liverpool 3ရောက်လောက်ကအဲ့ဒီနားလေးမှာညာဘက်ခြမ်းနားလေးမှာတော်တော်လေးကိုထောက်ထားတယ်ပေါ့နော်။အဲ့တော့ကျွန်တော်ကဒီဒီပေါ်မှာမာဒရီကီကိုလည်းကျွန်တော် အကောင်းမြင်တယ်ဂျက်ဆန်တယောက်ပဲဆိုးတယ်ပေါ့အဲ့တော့ချယ်ဆီကဒီနေ့ပေါ်မှာဂျက်ဆန်နေရာမှာဒါ အခြားတိုက်စင်မှုတရားရောက်ဆိုလို့ရှိရင်အန်ဂူဝါဂျက်ဆန်ကမဟုတ်တဲ့အနေထားပါเนาะကျွန်တော်မြင်နေချယ်ဆီတဲ့ဒီပုံစံတိုင်းဆိုလာမယ့်ရာသီမှာတိုက်စင်မှုကနှစ်ယောက်လောက်တောင်လိုမလားလို့တော့တွေးမိတယ်အကေးမက်ဂီယူကိုသူတို့အငှားချက်လိုက်မယ်ဒါမှမဟုတ်မက်ဂီယူရဲ့အနာဂတ်အတွက်စထရက်ဘော့ပို့မယ်ဆိုလို့ရှိရင်ချယ်ဆီအထောင်တိုက်စင်မှုနေရာမှာနှစ်ယောက်လောက်တောင်လိုမလားလို့ကျွန်တော်တွေးမိတယ်ချယ်ဆီကဒီအထောင်တိုက်စင်မှုတွေဒုက္ခပေးတာက200ဒီရှိသွားပြီပေါ့နော်200ဒီဖြစ်သွားပြီဆိုချယ်ဆီတဲ့အဲ့ဒီနိုင်ကြခဲ့တဲ့အခြေအနေတွေကြည့်မယ်ဆိုရင်ချယ်ဆီရဲ့အထောင်တိုက်စစ်က အသင်းကိုပြန်ဒုက္ခပေးသွားတာပေါ့ဒီနေ့ပေါ်မှာ Chelsea တင်ကွင်းလင်ဟာကစားပုံအရန်ကောင်းခဲ့တယ်၄ယောက်စလုံးဟာ Liverpool ရဲ့ကွင်းလင် Liverpool ရဲ့အရန်ကြောင့်ပေါ့နော် Curtis Jones တို့ Andrew တို့ Eloy တို့အုပ်စုကြောင့်လဲသူတို့အနေနဲ့စီးနိုင်တာဖြစ်ကောင်းဖြစ်နိုင်တယ်ဘယ်လိုပဲဖြစ်ဖြစ်သူတို့ဟာတစ်ဖက်သက် domination လုပ်တိုင်းနေပြီးတော့ Enzo တို့ Lavia တို့အန်အောဘောကောင်းတာ၄ယောက်စလုံးကွင်းလင်ကစားသမား Kaiser တို့ပါပိုင်၄ယောက်စလုံးကကြက်မနေဘူးအခါတခါကြာရင် Rugurella ကလည်းအဲ့နေရာရောက်လာတယ်နောက်ဒုတိယပိုင်းမှာကျွန်တော်သတိထားမိတာ လဗိုက်ကိုဝဲပေါ့နော်ကိုဝဲကလီဗာပူးရဲ့ကွင်းလယ်လူတွေကိုဒုတိယပိုင်းမိနစ်60နောက်ပိုင်းမှာလီဗာပူးကွင်းမှာစင်တတ်ထောက်တာကိုကျွန်တော်တွေ့တယ်။ဒါပေါ်ကအဲ့ချယ်ဆီတင်းရဲ့ကွင်းလယ်မှာစုဖွဲ့မှုချယ်ဆီကစားသမားတွေအများကြီးရှိတယ်။ဒါပေမဲ့ကြက်မသွားဘူး။တယောက်ရပါလို့ရှိရင်နေရာကြီးချဲ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 ဝါတယ်။ဆိုတော့ဒီပွဲမှာပထမဂိုးဟာအင်တာနက်မှာအရေးကြီးပါတယ်။ပွဲအစ2မိနစ်မှာပဲရသွားတယ်ကိုဒီဂိုးတွေ့လဲကျွန်တော်တို့ဒီပွဲမှာလီဗာပူးရဲ့တိုက်စစ်လမ်းကြောင်းတွေကိုနှောက်ရှက်ခဲ့တယ်လို့အမြဲတမ်းတိုက်စစ် transition ကိုပြန်ဆဖို့စူးစမ်းနေတဲ့ ရိုမီယိုလာဗီယာပေါ့နော်လာဗီယာရဲ့လာဗီယာနဲ့ပါမာကျွန်တော်ပါမာကိုဒီပွဲအတွက်တကယ်ချီးကျူးချင်ပါတယ်။နောက်ပထမပိုင်းမာတွေကပါမာကသူသူကဒီပွဲမှာတအားကစားပြချင်တယ်ဗျ။ကစားပြချင်တယ်ဆိုတော့အရင်ပွဲတွေလိုမျိုးသူ့အတွက်သူစူးစမ်းချင်တာမျိုးမဟုတ်ပဲနဲ့အသင်းအတွက်သူရတဲ့နေရာအကောင်းဆုံးစူးစမ်းမယ်ဆိုတဲ့စိတ်ပိုင်းဖြတ်မှုမျိုးသူ့မှာတွေ့ရတယ်။ commitment ပေါ့နော်စိတ်ပိုင်းဖြတ်မှုသူ့မှာတွေ့ရတယ်။အဲ့တော့ပါမာကပထမဂိုးမှာလေရိုမီယိုလာဗီယာခင်းပြီးတဲ့အချိန်မှာလေဘာလို့နောက်ခံလို့နှစ်ယောက်လောက်ကိုသူကဖိတ်လို့ပြီးဒီကျွန်တော် ညာဘက်ချက်မထွက်တော့မယ်ဘဲကိုပြန်ဝင်လာဝင်လာပြီးတော့အဲ့ရသွားတဲ့ဘောလုံးကျွန်တော် release ပေါ့နော်အဲ့လို release timing ကလည်းမှန်တယ်ဘောလုံး netto shield ထုတ်ပေးလိုက်တဲ့ဘောလုံးအချိန်ကလည်းအချိန်ဆလည်းမှန်တယ် netto ကတခါဆွဲသွားပြီးတော့ဒီဘက်ကိုချိုးပေးလိုက်တဲ့အချိန်လည်းကွက်တီနောက်တခါဒီယာဒီမာတအားတိတာတဲ့ Enzo Fernandez ရဲ့ box arrival ပေါ့နော် box တဲကိုဝင်လာတဲ့ချိန်ကိုက် timing ကလည်းအရင်မှန်တယ်အဲ့မှာသူတို့ရဲ့ဒီ team mode goal ပေါ့ဒီကောကတော်တော်လှတယ်ဗျ timing လည်းမှန်တယ် liverpool ကလည်း အဲ့ဒီ defensive zone မှာသူတို့ကစားသမားတွေအသင့်ဖြစ်မနေတဲ့အချိန်လာဗီယာပန်းမ2ယောက်ကြောင်မဲ့ Liverpool ခံစစ်ကပြတ်သွားပြီ။ကွင်းလယ်ခံစစ်ကပြတ်သွားတာမဟုတ်။အဲ့ဒီမှာ2ယောက်လောက်ကပြတ်သွားတဲ့အချိန်မှာပြန်လိုက်ဖို့အတွက်ခက်ခဲရှိပြီးတော့ဒီ space အကျယ်ကြီးဖြစ်သွားတယ်။အဲ့တော့ Enzo Fernandez ကဒီပွဲမှာပိုင်မနေနိုင်မဲ့တေချာဘောလုံးကိုထိမ်းပြီးတော့မှကန်သွားတာ။အရင်ပွဲတွေဆိုသူကတန်းကန်လိုက်ပြီးပေါ့လို့ရှင်တခုမှမဟုတ်တခုချော်သွားဒီပွဲကတော့တော်တော်တင်းတင်းနေနေဘောလုံးကိုထိမ်းပြီးရောကန်ထည့်သွားတယ်။ဟောအဲ့ဒီ goal ကတော်တော်လေးအရေးပါတယ်။အဲ့ဒီ goal တကူရပြီးတော့မှ Chelsea အသင်းအနေနဲ့ တိုက်တက်မလာတော့သူတို့ကွင်းဘက်ချမ်းမှာပဲကိုယ့်ရဲ့ဒီ own half မှာပဲကိုယ်ကငင်အောင်နေလိုက်တယ်နေလိုက်ပြီးတော့မှဟိုဘက်က Liverpool တက်လာတော့ပဲစောင့်တော့မှာဒါကလည်း Enzo Maris ကိုကျွန်တော်ချီးကျူးပါတယ်ဒီပွဲမှာသူ့ရဲ့ match plan ကအဲ့ဒီပုံစံသူကသွားတယ်သူ cancel ကို तू ပို့ iron site ကျွန်တော်နောက်ပိုင်းပွဲတောက်လျှောက်ကျွန်တော်သတိထားမိလားကျွန်တော်တို့ Maris ကဝေဘန်နာတစ်ပိုင်းပေါ့နော် cancel ကို तू တော်တော်လေးသတိထားလာတဲ့ပုံစံကျွန်တော်တို့တွေ့ရတယ် cancel မှာ compactness ပေါ့တက်တက်ကျွန်တော်တို့တိတ်တိတ်သေးသေးနဲ့ဘူးနဲ့အဲ့လိုပိတ်ထားပြီးတယောက်နဲ့တယောက် တယောက်နဲ့တယောက် space away ကြီးမထားဘဲနဲ့ခံစစ်ဆော့တော့ပြောရမယ်ဆို Chelsea တင်းရဲ့ central defender တွေကကျွန်တော်တို့ပြည်သက်တွေအားလုံးသိတဲ့အတိုင်းပဲ quality မမီဘူး quality ညော့တယ် now Marcos Gusto ဝင်လာတဲ့အချိန်ဆိုတော်တော်လေး space တွေပေါ်နေတယ်ဆိုတော့အဲ့လိုအနေထားမှာ Mares ကနောက်မှပဲနေပထမပိုင်းမှာ goal ရပြီတော့ဒါသူ့ရဲ့ nego best plan ကခတ်စောစော Liverpool အထအနေနဲ့အချိန်မှာ तू goal ရမယ် तू ဖြစ်ချင်တယ်လို့ပဲဖြစ်လာဒီပွဲမှာတော့ Mares ကကိုကျွန်တော်တို့အချီးကျူးရမှာပါကျွန်တော်အဲ့မှာကြည်တာ Chelsea ကစားသမားတွေအားလုံးကကိုယ့်ရဲ့ own half မှာပဲနေတယ်။တိတ်မတိုက်တော့။ဒါပေမဲ့ Chelsea အခွင့်အရေးရတယ်။အခုနပြောတဲ့ Jackson ပေါ့နော်။ပရိသတ်ကတော့ wave man ။ကျွန်တော်ပထမပိုင်းပြီး post တင်တော့ပထမပိုင်းမှာလို့ကျွန်တော်ဘာမှဝေဖန်စရာမရှိပါဘူးလို့ရေးလေရေဟာအကူကအဲ့ဒါမဟုတ်ဘူးတဲ့မာဒရီကင်းနဲ့ဂျက်ဆန်ကားတဲ့ဂေါနီညံ့နေတဲ့ပြိသက်ကဟုတ်တယ်ဗျငါတကာကြာရင်ကျွန်တော်တို့ကသတင်းလုံးကောင်းတဲ့အရာတွေကြီးပဲပြောတဲ့အချိန်မှာအောက်ကပြိသက်ကသူတို့ကဒါကိုတေးစားကြည့်နေတော့ကျွန်တော်ဆိုရင်ဒါဂျက်ဆန်ကိုလှုပ်ပေးလိုက်မယ်ဆိုတဲ့စိတ်နဲ့ပေါ့နော်ကျွန်တော်အဲ့လိုရေးလိုက်တာ ရိသတ်ကလက်မခံမဟုတ်ဘူးတဲ့အကိုကြီးဂျက်ဆန်ညံ့နေအထုပ်ပြောဟုတ်တယ်ဗျမာတွေကေကတော့ကျွန်တော်အုံနာပြောသူသူမာတွေကေဘောလုံးဆွဲတဲ့အချိန်မှာလီဗာပူးညာဘက်ချမ်းကတယောက်နဲ့ဒီကျွန်တော်တို့ကွင်းလေညာချမ်းနှစ်ယောက်လောက်ကအတူကာကာထားတယ်ပြတချက်ဒါတော့မှမာတွေကေကဖတ်ဖတ်ဆိုပြီးဖတ်သွားတာတွေ့လိုက်ရတယ်သူ့တော့အားမရအောင်ဒါပေမဲ့အဖြစ်တော့မပြောလို့ဘူးနော်ကျွန်တော်ထင်တယ်ဂျက်ဆန်ကတော့ဒီပွဲတော်တော်ဆိုးတယ်ပထမပိုင်းမာတွေကတကယ်တော့ချက်စီးတဲ့ကခွင့်ရရနေတယ်အခုနကျွန်တော်တစ်ချက်ကြည့်လိုက်တာ ကိုပါမာကဒီဘွဲမှာ Jackson ရဲ့လူဂျုံဘောရည်နဲ့ပတ်သက်ပြီးတော့ Jackson ကိုလှမ်းပြီးတော့ကိုးတယ်ပေါ့မင်းဘာဖြစ်လို့တော့တော့မှပြီးတော့ပါမာ opening ဖွင့်လာတဲ့ဒီနေ့ပါမာရဲ့ position တွေတော်တော်ကောင်းတယ်ဗျကန်ဆိုးလို့တော့သူ penalty တကိုးပေးရပါလားသူဒီနေ့တောင်းနေတဲ့ဟာတွေကတကယ်လို့ပါမာကိုပေးရမယ်အလုံးအဲ့ဒါကိုမပေးဘူးမပေးဘဲနဲ့မာတွေကင်းတဲ့ Jackson အချမ်းမှာပြက်ပြက်သွားတယ်ရောများတယ်အဓိကတော့ Jackson ပေါ့ Jackson နည်းနည်းလေးဒီဘွဲမှာသူဘာလို့ရမယ်မသိတဲ့ပုံစံမျိုးတွေလဲဖြစ်ဖြစ်သွားတာကိုတွေ့ရတယ်အဲ့လိုမျိုး Chelsea ကပထမအိမ်မှာတကူအတာနဲ့ နိုင်ငားပြီးတဲ့နောက်မှာဒုတိယပိုင်းအနေထားကြတော့ပထမပိုင်းပုံစံမျိုးပဲဒါပေမဲ့ Liverpool ကကွင်းလေကိုနည်းနည်းလေးပြောင်းတယ်အဲ့တော့ဘာလို့လဲဆိုတော့ Romeo Lavia ကိုငကိုပထမပိုင်းအလိုမျိုး Chelsea အသင်းရဲ့ခံစစ်ဆောင်ရဲ့အလဲတဲ့တယ်မှာမထားတော့ပဲညာမှာနည်းနည်းလေးထားတယ်ကိုက်ဆီတို့ Lavia အဲ့မှာညာဘက်နည်းနည်းတွားပြီးတော့ Enzo Fernandez ကဘဲအနောက်ဘက်ကိုဒီဘက်ကိုပြန်ဆင်းသွားတယ်ပါမကြောင့်ဘဲဘက်ချမ်းဟိုးဘက်တောင်ပန်ထိရောက်သွားတယ်ညာချမ်းတောင်ပန်ထိရောက်သွားတယ်အဲ့လိုကျွန်တော်တို့ပြန်ပြောင်းပြီးဆိုတော့ net တို့ကအထင်းနည်းနည်းဝင် နတဝတာကျွန်တော်တို့ဂျက်ဆန်ကိုမထုတ်ခင်မှာတည်းကအထက်ကိုနည်းနည်းလေးဝင်ပြီးဆော့အဲ့လိုကစားနေနေပဲပါမားရဲ့စီမီကတ်ပေါ့နော်ချယ်ဆီကအတိအကချယ်ဆီဒီကစားသမားတွေအချင်းဖန်းတာလီဗာပူးရဲ့ဘယ်ဂျန်စီမီကတ်ကိုတို့ကတားဖီအားပေးတာပုံစံမျိုးစုံနဲ့မာဒရီကင်းနဲ့ဖီအားပေးတယ်ကျွန်တော်တို့နေစီမီကတ်ဆရာဒီတပွဲထဲမှာပဲချယ်ဆီကစားသမား3-4ယောက်လောက်ကိုအဲ့ပါချမ်းမှာထိန်းရတယ်နတဝကိုထိန်းရတယ်မာဒရီကင်းကိုထိန်းရတယ်ပါမားကိုထိန်းရတယ်အဲ့ပါမားသွင်းတဲ့အလုံးစုံပါမားရဲ့ဒါ individual ဟာလာ solo attacking ကနေပြီးတော့ချယ်ဆီကဂိုးရတယ် မထိနိုင်မယ်နဲ့အဲ့တော့ Chelsea မှာဒီနေ့ခေါင်းပြန်နေတဲ့သဘောပဲဗျာအထောင်တိုက်စစ်ကမှုကအလုံးမဖြစ်ဘူးပြီးတော့သူ့ကိုထုတ်တော့သူကစိတ်ကောက်တည်တယ်ကျွန်တော်တို့လည်းဘာသာတာလည်းမသိဘူးရှိတဲ့တိုက်စစ်မှုက၃ယောက်လူငယ်တယောက်ကတော့ကြိုးနေတယ်ကြံတဲ့နှကောင်အပြန်အလှန်စိတ်ကောက်ကြတယ်တကယ်တော့အဲ့လိုမိမလို့မိမရစိတ်ကောက်တတ်တဲ့ကစားတိုက်စစ်မှုတွေကအဆင်မပြေပါဘူးဗျာတကယ်နီးပြကျွန်တော် Jackson ကိုကျွန်တော်မကြိုက်တဲ့အချက်က၅ဘွဲနီးပြကသူ့ကိုလူစားလဲတယ်ဗျာလဲလို့ရှင်လည်းနီးပြကသူ့ 55မိနစ်မှာထုတ်တာလည်းမဟုတ်မိနစ်60မှာထုတ်တာလည်းမဟုတ်မိနစ်90လောက်မှာထုတ်တာအဲ့ဒီ90လောက်မှာတုံးရုံတော့မကျေနပ်ဘူးဆိုတော့ကျွန်တော်တို့ကလာမယ့်နှစ်မှာဘယ်လိုပဲဖြစ်ဖြစ် proven goal scorer တယောက်ကျွန်တော်တို့လိုလိုအပ်တယ်အဲ့ဒါတို့တို့လည်းသိတယ်တို့လည်းဝယ်လိမ့်မယ်ဒါပေမဲ့အဲ့မှာ Leon Delap နဲ့အဆင်ပြေပါမလား search score တော့ကျွန်တော်မကြိုက်ဘူး Victor Yokris ဆိုရင်တော့ကြိုက်တယ်အဲ့လိုပဲတို့နောက်ထပ်ထွက်လာနေတဲ့တိုက်စစ်မှုတွေလည်းရှိတယ်ကျွန်တော်တို့ David က free ပေါ့နော်အဲ့တော့တို့အထောင်အထွက်တို့ဘယ်သူခေါ်มาလဲဆိုတဲ့ဟာ စိတ်ဝင်စားဖို့ကောင်းသလို Morgan Rogers ကိစ္စလည်းကျွန်တော်ဟိုတနေ့ကပြောသွားတယ် Morgan Rogers လို့ကစားသမားမျိုးကလည်းသူတို့လာမယ့်နှစ်မှာ Champion League တာကမ်းမယ်ဆိုလို့ရှင် Chelsea တင်းရဲ့လူဝယ်တာတွေကနောက်တစ်ဆင့်မြင့်နိုင်တယ်နောက်တစ်ခါ experience မထင်မှတ်ထားပဲနဲ့ကျွန်တော်တို့မထင်မှတ်ထားတဲ့ why ကစားသမားတွေအသိဉာဏ်ရောက်လာနိုင်တယ်အဲနာမည်တွေကျွန်တော် ပြောရခက်တယ်ပေါ့နော်ဥပမာ De Bruyne တော့မဖြစ်နိုင်ဘူးဟောတော့အဲ့ကွင်းလယ်မှာသူတို့ Andre Santos တို့ Asugu တို့လည်းပြန်လာမှာဆိုတော့ကွင်းလယ်မှာအများကြီးပဲရှင်းပါလဲဒါ Estival Williams တို့လာပြန်လာတော့မှာဆိုတော့သူ့မှာကတောင်မန်နဲ့ကွင်းလင်အတွက်ကတိတ်မလိုတော့ဘူးလူဝင်လဲတက်ရောက်တော့ပေါ့နော်အဲ့ဒါမကျင်းသေးဘူးကျွန်တော်အထောင်အတွက်ကဝိုင်းရင်တက်ရောက်ပေါ့ဘယ်သူဖြစ်မလဲဆိုတော့ကျွန်တော်လည်းမသိသေးဘူးသူတို့ခန်းစစ်ပိုင်းနဲ့အထောင်တိုက်စစ်ကိုသူတို့စဉ်းစားနိုင်တယ်ဝိုင်းရဲ့နောက်ခံလို့ဘုံဘဝိုင်းရင်တိုက်စစ်မှုခန်းစစ်ပိုင်းကိုလည်းကျွန်တော်ဒီနေ့ဆိုလို့ရှိရင်ဒါမနေ့ကအာဆင်နယ်ဘက်ကိုခေါင်းတိုက်သွင်းသွားတဲ့ဟော့ဆန်ပေါ့နော်အဲသူကဖြစ်ဖို့အလားအလာအများဆုံးအနေထားမှာရှိတယ် ဆိုတော့ Chelsea တင်းကနှစ်ကိုးရပြီးတဲ့အချိန်ကြမှာ Liverpool က Liverpool ကတကယ်ဒုတိယပိုင်းပွဲစားတွေကပြန်တိုက်ချင်အမှ Liverpool တကိုးပြန်ရတယ်ရပြီးတဲ့အချိန်မှာ Chelsea တင်းကကစားမချဘူးဒီပွဲမှာနောက်ထပ်ကျွန်တော်တို့ချီးကျူးရမှာကအမြဲတမ်း Chelsea ရဲ့တရားဒီလုံးခြေစွမ်းပြတဲ့ Moises Caicedo ပါ Caicedo ကအမြဲတမ်းစူးစမ်းတဲ့ကစားသမားတကယ်ကိုပေးဆက်တာဟာလာကျွန်တော်တို့ကိုင်စီတို့အတွက်တန်တရာ20တန်လားတို့အန်ဇိုဖာနန်ဒက်စ်တို့တန်တရာ20တန်လားတို့တခြားပြိတက်တွေဘယ်လိုပဲမြင်မြင်ကျွန်တော်တို့ဘယ်လိုပဲဟာလာ ိုက်ခိုက်တိုက်ခိုက်ပေါ့နော်ပြိတ္တတချို့ကတော့အေးစဉ်းစားမယ်အားပေးတာရှိတယ်တချို့ကလည်းစတာတချို့ကကြတော့မဟုတ်ဘူး personally ကိုသူတို့ကဟိုမှာ Chelsea ကိုအလကားနေမုန်းနေတဲ့သူတွေရှိတယ်အဲအဲ့လိုလူတွေကကြတော့တိုက်ခိုက်တယ်အာမင်းတို့က120ဂျင်းမှာပါတယ်တကယ်တော့ကျွန်တော်တို့ပြိတ္တတရဲ့ခံယူချက်အရဆိုအခုချိန်မှာ Chelsea ဘာဖလားမှမရပါနဲ့ Enzo Fernandez, Moises Caicedo, Romeo Lavia သူတို့အတွက်ပေးရတဲ့ပေါင်သန်း300နီးပါးဟာကျွန်တော်တို့အတွက်ကတော့ကိုက်အဆင်ပြေတယ်။ဟုတ်တယ်၄-၅နှစ်လာဗီယာမှာဆိုလို့ရှိရင်ဒါသူ့ရဲ့ဒဏ်ရာပြဿနာကြောင့်လားသူဟာဒီလိုမျိုး ကွန်စစ်တန်စီရှိတဲ့ခြေစွမ်းမရတာသူနဲ့အတူချက်စီးသင်းရလဲနိုင်တဲ့ပွဲတွေမနန်လိုက်တာပေါ့ရိုမီယိုလာဗီယာရဲ့အသင်းပေါ်မှာတက်ရောက်မှုကအင်မတန်ကြီးရအထူးသဖြင့်ဒါ big match တွေမှာနက်တိုတို့လာဗီယာတို့ကူကူရယ်လာတို့ကပုံမှန်ခြေစွမ်းပြတယ်နောက်တစ်ခါကိုက်စီတို့ပေါ့အဲ့တော့နောက်ဆုံး goal ဆိုလို့ရှိရင်ကိုက်စီတို့ရဲ့ဒါမဆော့တဲ့ဇွဲပေါ့နော်သူ့နေရာမှာဗျာလွတ်ပေးထားလို့ရတယ် live မလွတ်ဘူးကွာဒါပေမဲ့ तू ကကြိုပြီးတော့ तू တွေးနေတဲ့ကိုက်စီတို့ကအဲ့နောက်သွားပြီးလူလိုက်မလားပြက်လာမလားဆိုတဲ့ sense ပေါ့နော်ဒီအာယုံနဲ့ပြေးသွား သူမျောလင့်ထားလို့ပဲဘောလုံးကသူဥတယ်ခွန်စာကဖက်ဖက်တာနည်းနည်း delay ဖြစ်သွားတယ်အဲ့မှာ Chelsea ကပယ်နယ်တီရသွားတယ်ကျွန်တော်တို့က Moises Sky Cedro လို့ကစားသမားတွေအသင်းမှာရှိတာဟာအင်မတန်ကောင်းတယ်ကျွန်တော်တို့ရဲ့အနာဂတ်နောက်ထပ်၄-၅နှစ်လှည့်ကြည့်စရာမလိုတဲ့အခြေအနေပါနော်အဲ့တော့ဒီနေ့ Chelsea တင်းရဲ့ဂူရလက်ကောသူ့ရဲ့ခြေစွမ်းနောက်ကိုပါမာခြေစွမ်းပြန်ပြတာအကျိုက်ဆုံးကတော့ Enzo Maris ကလက်ထက်သူ့အနေနဲ့အသင်းကြီးတစ်သင်းသူနိုင်မှုလို့ဒီပွဲမှာသူချခဲ့တဲ့ match plan အရာ သူလုတ်ခဲ့တဲ့လူစားလဲမှုတွေအရာ Chelsea ရဲ့အနိုင်ထိုက်တန်တဲ့နီးပြမာရက်စကာကိုလည်းချီးကျူးတင်ပါတယ်ဆိုတော့မာရက်စကာအနေနဲ့ဒီပွဲအနိုင်ရနေပြီးတော့နောက်ထပ် Chelsea တင်းရဲ့ final ပွဲတွေလာတော့မယ်အဲ့ပွဲတွေမှာသာရလက်ကောင်းသွားမယ်ဆိုလို့ရှိရင်အနိုင်ဆုံးသူတို့ဟာ Europa Conference League Champion ဖြစ်သွားနိုင်တယ် Top 5လည်းဝင်သွားနိုင်တယ်ကျွန်တော်ထင်တယ် Chelsea က Newcastle နဲ့ Nottingham Forest နှစ်ပွဲတည်းကတပွဲနိုင်သွားမယ်ဆိုရင်တပွဲနိုင်မယ်ဆိုတော့အခြေအနေကောင်းတယ် ဥမာနီကာဆယ်ကိုရှုံးနေပဲထားလိုက်အောင်ဒါပေမဲ့ဒီခြေစွမ်းရနော်လီဗာပူးကိုသူတို့နိုင်သွားတဲ့ခြေစွမ်းကတခြားအသင်းတွေအတွက်လည်းအန္တရာယ်ရှိတယ်သူတို့လည်းဖိဖိစီစီကစားတော့မှာယာတီအစားအလိုမျိုးဒါစိုက်ပြီးတဲ့ပြဿနာတွေပါမလာတော့သူတို့လည်းဒါရှေ့မှာကောင်းကောင်းခံခဲ့ရတော့ကစားသမားတွေကလည်းဒီအချိန်မှာအရန်အာယုံစိုက်တော့ဆိုတော့ကျွန်တော်ထင်တယ်နီကာဆယ်ကိုတော့ Nottingham Forest ကိုသူဒီခြေစွမ်းကိုသာထိနိုင်မယ်ဆိုလို့ရှိရင်မဆုံးတော့ဘူးအနိုင်ဆုံးအောင်အဲ့နှစ်သင်းတွေကတပင်းကိုနိုင်နိုင်မယ်ဆိုလို့ရှိရင်အချိန်ကြီးကောင်းသွားနိုင် ဘာဖြစ်လို့လဲဆိုတော့ Villa လည်းဒီပုံစံဆိုအမှတ်ရောက်နိုင်တယ်။ Nottingham Forest ဖြစ်ဖြစ် Newcastle ဖြစ်ဖြစ်သူနိုင်လိုက်မယ်ဆိုတော့အဲ့နိုင်ငံအသင်းကလစ်သွားလေ။နှစ်သင်းစလုံးကိုအကေးမဆုံးရုံပဲကံပြီးတော့တရေဆိုရင်လည်းသူ့အတွက်အခြေအနေမဆိုးသေးဘူး။တဘောတော့သူနောက်ဆုံး၃မှတ်မှသူ၅မှတ်လောက်တော့လိုတယ်။ Man U ဖွဲ့ကဒီ Liverpool ဖွဲ့တော့မခန့်နိုင်ဘူး။ဘာဖြစ်လို့လဲဆိုတော့အားလုံးမြင်တဲ့အတိုင်း Manchester United ကဟိုဘက်မှာ Europa League ရှိရဲ့သူဒီဘက်မှာကန်နာကန်နေတယ်သူပရီးမီးယားလိကိုကန်နာကန်နေတယ်ကျွန်တော်နေနေအမိုရင်ကတိတ်ခေါင်းထဲမှာလည်းရှိပုံမရဘူး တို့ကယူရိုပါလိကိုအာရုံစိုက်နေတာတို့တက်အင်မတန်အရေးကြီးရဲ့ opportunities ပဲအခွင့်အလမ်းပဲဆိုတော့ spa နဲ့ game မှာ spa နဲ့ game မှုများနေတာဆိုတော့ဟိုဘက်ကိုတို့ကပိုအားထုတ်နိုင်တယ်အဲ့တော့အာမတ်တို့ဘာလို့လဲတို့အနားပေးနိုင်တယ်တဘောက main နဲ့ဘွယ် Chelsea အဲ့လိုပဲ Liverpool လိုပဲနည်းနည်းခြောက်နိုင်တယ်အမှတ်ရနိုင်တယ်အင်ဝင်းမှာအပြည့်ရနိုင်တယ်ပြီးတော့အဲ့ဒီဘွယ်ရရာဒီပိတ်နောက်ဆုံးဘွယ်လည်းဖြစ်တာပေါ့အဲ့ဒါပြီးလို့ရှိရင်တော့ခုနပြောတဲ့ဘောလူဘွယ်နှစ်ဘွယ်ပေါ့အဲ့ဒီဘွယ်မှာမှားလို့တော့မရအသက်နိုင်ဆုံးနောက်ဆုံးမနိုင်ရင်တော့မှ မဆုံးအောင်ကန်နိုင်တော်တော်အခြေအနေကောင်းသွားပြီကျွန်တော်ထင်ပါတယ်လက်ရှိခြေစွမ်းရအောင်တို့ရဲ့ဒီနေ့နိုင်သွားတဲ့အခြေအနေရအောင်ကိုပေါမခြေစွမ်းပြန်ပြလာတာရောအိမ်ခွင်းမှာတောက်ဆောင်နိုင်နေတာပေါ့နော်အိမ်ခွင်းမှာတော်မဆုံးတော့ဘူးအဲ့လိုအခြေအနေအားလုံးပေါက်ဆက်လိုက်မယ်ဆိုလို့ရှိရင်လူလဲပြန်ဆုံလာတဲ့အပေါ်ဒီနေ့နောက်ဒီကျွန်တော်တို့ညီကိုတို့ comment တွေမှန်ပါတယ်ဗျာမှန်ပါတယ်နော်အဲ fever ချလိုပါ live go world တကယ်စီးတိုက်တဲ့ကစားသမားတွေပါတကယ်ကောင်းပါတယ်တို့နှစ်ယောက်စလုံးတကယ် Chelsea အသင်းအတွက်တကယ်ကောင်းတဲ့ကစားသမားတွေဒီတော်တော်လေးကိုပေးဆက်သွားတာပါဆိုတော့ အဲ့ဒါဒီအားလုံးပေါင်းလိုက်ရင်တော့ Chelsea တင်းကချန်ပီယံလိဝင်ခွင့်ရသွားမယ်လို့ကျွန်တော်တို့မြင်နေရပြီးအန်ဆိုမန်နစကာကလာမယ့်ဘောလုံးရာသီမှာ Chelsea တင်းနဲ့ဒါဆက်ရှိမယ်ဆိုတဲ့အနေအထားတွေလည်းတွေ့ရပါရနော်ဆိုတော့အဲ့မှာမနေ့ကမေးခွန်းတစ်ခုကျွန်တော်တို့မေးတာမှမဖြေလိုက်ရဘူးအဲ့ဒါကတစ်ခုကတော့ကျွန်တော်တို့ဖြေပြီး Europa Conference League ရ Europa League မှာ Man U ပဲရရဟိုတမ် Hotspur ပဲရရဘယ်သူပဲရရ Chelsea တင်းဟာအဆင့်၅ရရင် Champions League ဝင်ဝင်ရမှာဖြစ်တယ်နောက်တဲ့မေးခွန်းတစ်ခုကတော့ အကယ်၍ strabo chelsea ရောပိုင်ရှင်တယောက်တည်းပိုင်ရှင် group တစ်ခုတည်းကနေပြီးတော့နှစ်သင်းကစားရရင်အဆင်ပြေမလားဆိုတော့အဆင်ပြေနိုင်တယ်ဘာကြောင့်လဲဆိုတော့အဲ့လိုမျိုးရှေ့မှာ man man city နဲ့ကျွန်တော်တို့ girona တို့ leipzig အခြေစိုက်အသင်းသင်းတို့ဟုတ်လားကျွန်တော်တို့ red bull group out ကနှစ်သင်း sasban နဲ့ leipzig နဲ့အဲ့လိုမျိုးနှစ်သင်းလုံးဝင်ခံတာကြီးလည်းရှိခဲ့တယ်တဘောကအဲ့ဒီမှာဂေပေါက်တွေတော့ရှိပါတယ်ဒါကြောင့်မို့လဲ owner တစ်ခုရဲ့အောက်ကအသင်းတွေကန်ရတာကိုတွေ့ရတာ အဲ့အပိုင်းနဲ့ပတ်သက်လို့တော့တိတ်ပြီးစိုးရင်စရာမရှိဘူးလို့ကျွန်တော်မြင်တယ်အဓိကတော့ယာဒီကုံတဲ့အချိန်မှာ Chelsea အသင်းအနေနဲ့သူတို့ target ထားတဲ့ဟာလာအနေထားမျိုးရသွားပြီဆိုလို့ရှိရင်တော့ Champions League ဝင်ခွင့်ရသွားနိုင်တယ် Europa Conference League Final မှာလည်းသူတို့ Liverpool ကိုနိုင်သွားတဲ့အချိန်ဘောနော်ဒီ mentality ကိုသူတို့ထိန်းနိုင်မယ်ဆိုလို့ရှိရင်ရလက်ကောင်းနိုင်တယ်။ဒါဆိုတော့ကျွန်တော်တို့လာမယ့်နှစ်မှာ Champions League ရဖို့အဲဆို Champions League ကံဝင်ရမှာ တေချာတော့ဖြစ်သွားပြီပေါ့နော်ဟုတ်ပါတယ်လီဗာပူးကိုဒီရာဒီမှာ2ဂိုးပြက်နိုင်တဲ့အတင်းလည်းမရှိဘူးနောက်တစ်ချက်ကလီဗာပူးရဲ့ဒါဘန်ဒိုက်ဂိုးသွင်းတဲ့ပွဲတွေမှာလီဗာပူးကမရှုံးဘူးပေါ့နော်အဲဒါကတော့ဒီနှစ်ကပထမဆုံးပေါ့ဆိုတော့အချားကြီးနားထောင်လို့လားတော်ပြီလေတခြားဟာတွေပြောလိုက်ပါဦးမနေ့ကမှကျွန်တော်ပြောစရာရှိပါတယ်ကျွန်တော်နေတိုင်း live တွေလုပ်ပေးပါဦးချယ်ဆီတင်းကပြန်နိုင်နေပြီးတော့ကျွန်တော်ထင်တယ်ရှေ့လျှောက်ဒီကောင်တွေရလက်ကောင်းတော့မှာတေးချာဒီကောင်တွေစော့နေတာဆိုတော့ဒီကောင်တွေရလက်ကောင်းနိုင်တယ်ကြီးပြရလဲအတော်လေးအားဆိုင်လာတယ်ဆိုတော့ ဒီပေါ်မှာအပြောင်းအလဲသတင်းတွေပြောမှာပါเนาะအပြောင်းအလဲသတင်းတွေပြောမယ်ဒီကတော့နောက်တန်းကတော့အခုလေးအကျိုးပြောရရင်တော့ Hausen ဘုံမောင်ကသူရောက်ဖို့များတယ်ကျွန်တော်အတွေ့အကြုံရဆိုသူရောက်လာလိမ့်မယ် Hausen ရောက်လာလိမ့်မယ်တောင်မန်ကနည်းနည်းလေးပြောရခက်တယ်မဝယ်တာမျိုးလည်းဖြစ်နိုင်ဝယ်မယ်ဆိုရင်အခုပြောမယ်เนาะအခုမှညီကိုတို့ကဘာ1900တရောက်မှတစ်ခါမှမလာဘူးတော့အပြောင်းအလဲသတင်းလေးသိကျင်နေမှာပဲကျွန်တော်အမြင်เนาะနောက်တန်းက Hausen တောင်မန်က ဂါနာချိုဖြစ်နိုင်တယ်ဂါနာချိုဖြစ်နိုင်တယ်ဂါနာချိုသတိထားပါမော်ဂန်ရိုဂျာစ်အဲ့နှစ်ယောက်သတိထားပါမော်ဂန်ရိုဂျာစ်နဲ့ဂါနာချိုနဲ့အဲ့နှစ်ယောက်သတိထားပါတယောက်လာရင်တော့တယောက်မလာဘူးအဲ့လိုရှိပါအထောင်အထောင်ပြောရခက်ပါလီယန်ဒလပ်ပေမဲ့ကျွန်တော်ထင်တယ်ချယ်ဆီတိုက်စစ်ပိုင်းကအပြောင်းလဲလုပ်နိုင်တယ်သူတို့ဒလပ်က အေးဘယ်ဒီလပ်ကတော့ဖြစ်နိုင်ကြည်အများဆုံးပေါ့ဒါပေမဲ့သူတို့ဘာလို့မလဲတော့မသိသေးဘူးလီယန်ဒီလပ်ရဲ့အဓိက release clause ကနည်းတယ်သူတို့ရဲ့ဒီ relegation ဖြစ်သွားပြီးတန်းဆင်းသွားတဲ့အပေါ်မှာသူရဲ့စာလုပ်ဖြတ်သိမ်းခြင်းကကျွန်တော်ထင်တာတော့ပေါင်တန်း30နဲ့35တန်းချားမှာအဲ့ဒီချားမှာဆိုတော့ဟာအိဆက်ကကျွန်တော်တို့ကြိုက်ပါတယ်မဖြစ်နိုင်ဘူးเนาะအိဆက်ကမဖြစ်နိုင်ဘူးဆိုတော့ကျွန်တော်ထင်တယ်အထောင်တိုက်ဆက်ကလည်းနည်းနည်းစောင့်အောင် ညိုကရက်စတိုကတော့သူတို့စိတ်ဝင်စားတဲ့မှာပါတယ်လို့ကြားထားတာဒါပေမဲ့အရင်ကြီးတော့ဟိုလိုမျိုးတအားကျွန်တော်တို့လာအောင်လာမယ်ဆိုတဲ့နေရာမှာတော့မပါသေးဘူးအထောင်တိုက်ဆက်ကနည်းနည်းစောင့်ကြည့်အောင်တောင်မန်ကတော့ဂါနာချူနောက်တစ်ခါခုနကွင်းလန်တိုက်ဆက်ဘက်ကခုနမော်ဂန်ရော့ဂျာစ်ပြီးလို့ရှိရင်နောက်တန်းဟော့ဆန်ပေါ့နော်အဲ့ဒီကစားသမားတွေကတော့ချယ်ဆီကိုရောက်လာလာအများကြီးရှိရဲဆိုတဲ့အကြောင်းပြောကြရင်လည်း အားလုံးနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာမနေ့ကညဒီလိုမျိုး9နိုင်နဲ့10နိုင်ကြားထဲမှာကျွန်တော်အနေနဲ့အပြောင်းရွှေ့သတင်းတွေရောလာမယ့်နှစ်မှာ Estival Williams တွေနဲ့ Chelsea အသင်းမှာအနေရရနိုင်သေးလားဆိုတဲ့အကြောင်းတွေကိုပြောပြောသွားဖို့ရှိပါတယ်ခင်ဗျာအားလုံးနှုတ်ဆက်လိုက်ပါတယ်ညီကိုတို့အားလုံးပဲစီးပါ